မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ general knowledge channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ video မှာတင်ပြပေးမှာကတော့ကမုန်းပင်များအကြောင်းဖြစ်ပါတယ်စိုက်တဲ့နဲ့ကမုန်းမစိုက်တဲ့နဲ့ကမုန်းအစိတ်ပြင်းတဲ့ကမုန်းဆေးဖက်ဝင်ကမုန်းများအကြောင်းကိုတင်ပြမှာဖြစ်ပါတယ်ကမုန်းဆိုတဲ့အပင်မျိုးနွယ်ကတော့လူတိုင်းအတွက်တိတ်မဆိတ်တဲ့အပင်တစ်မျိုးပဲဖြစ်ပါတယ်ဥရှိတဲ့အပင်များစွာကိုကမုန်းလို့ခြုံငုံခေါ်ကြပြီးတော့အချို့မှာတော့မြေပြင်မှာပေါက်ကြပါတယ် တချို့ကမုန်းပင်တွေကအပင်ကြီးတွေမှာတွေ့ကပ်ပေါက်တတ်တဲ့အပင်မျိုးဖြစ်ပါတယ်။ကမုန်းပင်များမှာအစွမ်းတတ္တိတစ်ခုခုရှိနေတတ်ပါတယ်။ကမုန်းပင်များဟာ အများအားဖြင့်အတန့်ကြိုက်ကြပါတယ်။ဒါကြောင့်အမြင့်တနေရာမှာတီးတန့်ထားတတ်ကြပါတယ်။အမွေးနဲ့သာပပြန်းပေးကြပါတယ်။အမွေးတိုင်ထုံပေးကြပါတယ်။ကမုန်းပင်များမှာအဆောက်ရှောက်ရှိတယ်လို့ယုံကြည်ကြပါတယ်။ကမုန်းပင်များကို လူနေထိုင်ရာအိမ်တို့တွင်စိုက်ပျိုးပါကတန်ရှင်းစွာစိုက်ပျိုးတင်ပါတယ်။ အဝတ်လန်းသောကျူရန်အောင်အင်တာနောက်ဖေးများမှာစိုက်ပျိုးခြင်းကိုရှောင်ရမှာဖြစ်ပါတယ်။ဂမုံတပင်စိုက်ပျိုးပြီးရင်ရက်ပေါင်း90အတွင်းအကျိုးတစုံတရာရရှိစေတယ်လို့ဆိုပါတယ်။သုံးလအတွင်းမှာဂမုံပင်နဲ့ဆိုင်တဲ့အဆောင်ရှောက်ရောက်လာတယ်လို့ဆိုကြပါတယ်။ဂမုံပင်အများစုကတော့ပြည့်ရည်ဖြန်းပြီးရင်ပိုပြီးစွမ်းတယ်လို့သိရပါတယ်။စိုက်ပျိုးတဲ့ဂမုံပင်မျိုးစားပုံမူတည်ပြီးစိုက်ပျိုးနည်းအစီအရင်တွေကွဲပြားသလိုရေလောင်းစင်မှာရွတ်ဖက်ရတဲ့ကာထာတွေလည်းကွဲပြားပါတယ် ဥပမာ ရှင်တီဝလိကမုံပင်ဆိုင်ရင်ရှင်တီဝလိကထာလူလက်ရှင်ကာထာတမျိုးမျိုးယူကြပါတယ်အနည်းကကွယ်တဲ့ကိုရန်ကြီးကမုံပင်ဆိုရင်တမုတ်တီကာထာယူပြီးရေလောင်းတာမျိုးဖြစ်ပါတယ်ကမုံပင်များဟာမြမလောကီပညာမှာအရေးပါပါတယ်အထက်လန်းစီများဖော်ဆက်ရရင်သာမကခုလက်စီများ အောက်လန်းစီများမှလည်းဂမုံများပါဝင်ပါတယ်ရှီလော့ကီပညာကျမ်းတို့မှာဂမုံမျိုးပေါင်း109မျိုးရှိတယ်လို့ဆိုပါတယ်မျက်မှောက်ခင်မှာတော့ထိုထက်ပိုများနိုင်ပါတယ်မျိုးကွဲများလည်းဖြစ်နိုင်ပါတယ်ရင်းဂမုံပေများထဲမှာစိုက်အပ်သောဂမုံမစိုက်အပ်သောဂမုံအိမ်မှာစိုက်ရင်တိတာစွာလူကိုခိုက်စေသောဂမုံစသဖြင့်ရှိပါသေးတယ်ရှီခိကဂမုံပင်တွေကိုစီးပွားလလဘတိုးတက်ဖို့ယာဒူးအာနာတိုးတက်ဖို့ မိခွင်းမှုတခိုးတပြအနေခင်းမှုဆိုပြီးခြံဝင်းထဲမှာစိုက်ပျိုးခဲ့ကြပါတယ်။ယနေ့ခေတ်မှာတော့လောကီပညာကိုစိတ်ဝင်စားသူများစိုက်ကြသလိုအိမ်တွင်အလှပင်လေးတွေဖြစ်ပါစိုက်ပျိုးလာကြပါတယ်။စိုက်အပ်သောကမုံ38မျိုးမစိုက်အပ်သောကမုံ9မျိုးအိမ်မှာစိုက်ရင်တိတာစွာလူကိုခိုက်စေသောကမုံ3မျိုးအစိတ်ရှိသောကမုံနဲ့ဆေးဖက်ဝင်ကမုံများအကြောင်းကိုတင်ပြပါမယ်။စိုက်အပ်သောကမုံ38မျိုးမှာ ိမ်တွင်းမင်္ဂလာကမုံရှင်သူငယ်ကမုံငပြောရှင်သူငယ်ကမုံတတိငပြောရှင်သူငယ်ကမုံအကြီးရှင်သူငယ်ကမုံအနီပီလုံးချမ်းသာကမုံရတနာကမုံဒေါင်းကမုံအဖိုးအမခွင်းထိုးကမုံစောကြီးမုတ်စိတ်ကမုံဘောကကြီးကမုံအင်းကမုံလောင်းကမုံအဖိုးအမပဒမြားကမုံ ဖြောက်ကလေးကမုံစီးပွားကမုံကိုရံကြီးကမုံငွေနိုင်ကမုံဟင်တာကမုံရိုးကမုံငုံကမုံတူတော်ကြီးကမုံကမုံပလင်စက်အဖြူနီကမုံနီကမုံနဲ့ချမ်းသာကြီးကမုံတကြွယ်ကမုံတူရွက်တည်းကမုံကမုံစေတီဆရာကြီးကမုံဆရာမကြီးကမုံရှင်ပြန်ကမုံရှင်တီဝလီကမုံမေရောကြီးကမုံခတ္တာဖြူကမုံ ကြီးကမုံအဖိုးအမစတဲ့ရကြီးမင်းကမုံလို့ဖြစ်ပါတယ်။စိုက်အပ်တော်ကမုံများတဲ့ကလူတိများတဲ့ကမုံပင်အချို့ရဲ့အစွမ်းတွေကိုလည်းတင်ပြပေးပါဦးမယ်။အိမ်တွင်းမင်္ဂလာကမုံဟာစီးပွားလက်လာပါတိုးတက်စေတယ်လို့စိုက်ပျိုးထားသူများကပြောပြကြပါတယ်။မေတော်ကြီးကမုံပင်ဟာလည်းစီးပွားလက်လာပွင့်လန်းစေတယ်လို့ယုံကြည်ကြပါတယ်။ ကျွန်တော်လဲစိုက်ပျိုးမှုတဲ့အတွက်သိချတာကတော့မေတော်ကြီးကမုန်းပင်ရဲ့အခြေအနေနဲ့ထိုအိမ်ရဲ့စီးပွားရေးဟာဆက်ဆက်နေပါတယ်။မေတော်ကြီးကမုန်းပင်စိုက်တာကြောင့်စီးပွားတက်တာလို့မပြောနိုင်တော့လဲစီးပွားရေးကောင်းနေတဲ့အချိန်မှာ မေတော်ကြီးကမုန်းပင်ဟာစိုးစိုးပြေပြေနဲ့စီပင်ဖွံ့ဖြိုးတင့်တယ်နေတာတွေ့ရပြီးစီးပွားရေးကျနေချိန်ဆိုရင်ကမုန်းပင်ဟာညှို့ကျနေကအရွက်အချိုချောက်နေတတ်ပါတယ်။ မိမိရဲ့စီးပွားရေးအခြေအနေကိုမေတော်ကြီးကမုံးပင်ကပြနေတယ်လို့ဆိုနိုင်ပါတယ်။ထိုနည်းတူကွင်းထိုးကမုံးပင်ဟာလည်းစီးပွားတိုးတက်ရင်တိုးတက်သလောက်ကွင်းတွေထိုးနေတာကိုတွေ့ရပါတယ်။ကွင်းထိုးတာနဲ့ရင် ဝင်ငွေလျော့နေတတ်ပြီးကွင်းထိုးတာများရင် ဝင်ငွေတိုးနေတတ်တာကို အချိန်များစွာကြုံတွေ့မှုပါတယ်။မင်းသားကြီးကမုံး၊အင်းကမုံး၊ကမုံးစီတီတကြွယ်ကမုံးခေါ်၊ရွှေလာငွေလာကမုံး၊လာဝန်းကမုံး၊ရှင်သူငယ်ကမုံး ကြားလက်ဝါးကမုံတို့မှလည်းဆိုင်ရဆိုင်ရကောင်းကျိုးများရရှိစေလို့စိုက်ပျိုးသူများစွာရှိပါတယ်။မဆိုင်အပ်တဲ့ကမုံခုနှစ်မျိုးမှာနန်းထိုင်ဘလူးကမုံ၊စင်ကမုံ၊ကုမုဒ္ဒါကြကမုံ၊စောမကမုံ၊ငွေကမုံ၊ဗေဒါကမုံနဲ့စင်ဆွဲကမုံတို့ဖြစ်ပါတယ်။အိမ်မှာဆိုက်ရင် အထူးသဖြင့်လူကိုခိုက်စေသော ကမုံ၃မျိုးကတော့စင်ဆွဲကမုံ၊စင်ကမုံနဲ့ ဘလူးကမုံခေါ်နန်းထိုင်ဘလူးကမုံလို့ဖြစ်ပါတယ်စင်စွဲကမုံဟာမြေကြီးမှာတပင်ချင်းပေါက်တဲ့အပင်မျိုးဖြစ်ပါတယ်။ဒန်းတလွန်သီးနဲ့ဆင်တူပါတယ်။စိုက်ပျိုးသူကိုစီးပွားလက်လာပဖြစ်စေတဲ့ကမုံမျိုးမဟုတ်ပဲအမျိုးသားတွေဒီအပင်ကိုကြုံမိပါကဦးချက်တတ်တယ်လို့တချို့ကပြောကြပါတယ်။ဆင်ဆွဲကမုံစိုက်ပျိုးပြီးစီးပွားတက်လာပါကလည်းတဦးနဲ့တဦးအကြောင်းမရှိပဲရန်လိုခြင်းမိသားစုအတွင်ပြဿနာမျိုးမျိုးဖြစ်ရခြင်း မူကင်းတစ်ခုခုဖြစ်တတ်ခြင်းဘေးရန်များခြင်းဆက်သောစိတ်သောကမျိုးစုံဖြစ်ပွားတတ်တဲ့ကမုံးပင်ပဲဖြစ်ပါတယ်။ဒါကြောင့်ကမုံးဆိုင်ပြူသူတွေအနေနဲ့ဆင်ဆွဲကမုံးကိုတော့အထူးရှောင်ခြင်းတင်ပါတယ်။လူကိုခိုက်စေတဲ့နောက်ထပ်ကမုံးတစ်မျိုးကတော့စင်ကမုံးဖြစ်ပါတယ်။စင်ကမုံးရဲ့အရွက်ဟာကိုယ်ရွက်နဲ့ပုံစံတူပြီးတော့အရွက်ထူကအစိမ့်ပေါ်ကိုအဝါဖောက်ထားတဲ့ပုံစံမျိုးပါ။ ီကမုံပင်ကိုစိုက်မယ်ဆိုရင် စီးပွားလတ်လာဘတွေတိုးတက်စေတတ်တော်လဲမိသားစုထဲမှာတယောက်ယောက်ကျန်းမာရေးချို့ယွင်းစေပါတယ်။စင်ကမုံစိုက်ပါကနွယ်တက်သောအပင်မျိုးဖြစ်လို့အိမ်ကောင်းကြော်ရင်တိတိတသာစီးပွားတက်ပြီး ကျန်းမာရေးလည်းတိတိတသာထိခိုက်တယ်လို့ဆိုပါတယ်။စင်ကမုံစိုက်ပြိုးသူ90ရာခိုင်နှုန်းဟာ ကျန်းမာရေးအန္တရာယ်ကြုံရတတ်တယ်လို့လေးလာတွေးရှိသူတွေကပြောကြပါတယ်။စီးပွားတက်ပြီးကျန်းမာရေးထိခိုက်ရင်လည်းစိတ်ဆင်းရဲရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်စင်ကမုံးဟာအိမ်တွင်းမှာစိုက်ပျိုးဖို့လုံးဝမတင်တော်တဲ့ကမုံးပင်တွေတဲကတခုအပါဝင်ဖြစ်ပါတယ်။လူကိုခိုက်စေတဲ့နောက်ထပ်ကမုံးတစ်မျိုးကတော့ဘလူးကမုံးခေါ်နန်းထိုင်ဘလူးကမုံးဖြစ်ပါတယ်။ကမုံးပင်တွေထဲမှာစိုးကျိုးအပေးဆုံးကမုံးပင်ဖြစ်တယ်လို့တောင်းဆိုနိုင်ပါတယ်။ဘလူးတကောင်မိမိအိမ်မှာမွေးထားတဲ့သဘောဖြစ်ပါတယ်။အောက်လန်းပညာလိုက်စားသူများကတော့တီးတန့်စိုက်ပျိုးပြီးစနစ်တကျမွေးထားတတ်ပါတယ် ဘလူးကမုံလို့အမည်တက်ခဲ့ကြခြင်းအကြောင်းကတော့ဥကိုကြည့်မယ်ဆိုရင်ဘလူးမျက်နှာနဲ့စင်တူနေလို့ဖြစ်ပါတယ်။မြန်များတူလေးအစွမ်းကြီးလေးဖြစ်ပါတယ်။အပင်ရဲ့အပေါ်ပိုင်းကိုကြည့်ုံနဲ့တိဖို့မလွယ်ပါဘူး။ကမုံအကြောင်းအတော်လေးလေးလာထားသူများမှသာတိပါလိမ့်မယ်။ပူပြီးတတိထားတဲ့နာကဘလူးကမုံကိုနိုင်တဲ့မင်းသားကြီးကမုံပင်နဲ့တပုံစံနဲ့တူနေလို့မှားပြီးစိုက်တက်ကြပါတယ်။မင်းသားကြီးကမုံးပင်ဆိုတာကမုံးဝါဒနာပါသူတိုင်းစိုက်ထားတဲ့ကမုံးပင်ဖြစ်ပါတယ် ဘလူးကမုံကဲ့သို့စိုးကျိုးပေးတဲ့ကမုံတွေရန်ကနေကောက်ွယ်ပေးလို့ဖြစ်ပါတယ်။ဘလူးကမုံပင်ရဲ့အရွက်နဲ့မင်းသားကြီးကမုံပင်ရဲ့အရွက်ကတပုံစံနဲ့ဖြစ်ပါတယ်။ဘလူးကမုံပင်ရဲ့အရွက်ကတပြင်းလုံးစိမ့်နေပါတယ်။မင်းသားကြီးကမုံရွက်ကအစိမ်းရောင်တွေကြားမှာအနီရောင်ラインလေးတွေပါတယ်လို့သိရပါတယ်။ဒါကြောင့်မင်းသားကြီးကမုံပင်ကိုစိုက်ရင်နားလေတကြွန်းသူရဲ့အကူအညီနဲ့စိုက်တင်ပါတယ်။ လူကိုခိုက်စေတဲ့နောက်ထပ်ကမုံတစ်မျိုးကတော့ကုမုဒ္ဒကြာကမုံဖြစ်ပါတယ်ကုမုဒ္ဒကြာကမုံကတော့အရွက်ရှိပြီးဘေးနားတွေကလိုင်းတွနေတဲ့အရွက်ပုံစံမျိုးပါဒီကမုံကတော့ညာဘက်တွေမှာဖူးတွထွက်ပြီးအဖြူရောင်ပွင့်လေးတွေပွင့်တတ်ပါတယ်ကြာပွင့်တွေလိုအထက်မများတော့လဲကြာပွင့်တဲ့ပုံစံတူတာကြောင့်ကုမုဒ္ဒကြာကမုံလို့ခေါ်ကြတာဖြစ်ပါတယ်ကုမုဒ္ဒကြာကမုံဟာ စီးပွားလက်လာပါတွေတိုးတက်စေတတ်တော်လဲမိသားစုအတွင်ပြฏิပခတွေမကြာခဏဖြစ်ပွားတတ်ပါလေသူတေသနာလောက်သူတွေက ကုမုဋ္ဌာကြကမုံကိုစိုက်ပျိုးပြီးလေးလာခဲ့ရာမိသားစုအတွင်ပြဿနာမျိုးစုံကြုံတွေ့ရတယ်လို့ဆိုပါတယ်ကုမုဋ္ဌာကြကမုံကိုနှုတ်ပြီးဆွန့်ပစ်ခဲ့ချိန်မှာတော့မိသားစုအတွင်ဒုက္ခတွေငြိမ်းအေးသွားခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်အိမ်တွင်းမှာကုမုဋ္ဌာကြကမုံကို မစိုက်ပျိုးတင်ပါဘူး လူကိုခိုက်စေတဲ့နောက်ထပ်ကမုန်းတစ်မျိုးကတော့ဇောမကမုန်းပင်ဖြစ်ပါတယ်။ဇောမကမုန်းပင်ဟာဇောကြီးတောင်မွေးပင်နဲ့ခတ်ဆင်ဆင်တူပြီးနှီးမျိုးမျိုးအယောင်အရွက်သေးသေးရှိရှိအရွက်ထိတ်ကဝိုင်းနေလို့သိရပါတယ်။ဆိုက်ရဲသူမရှိတလို့ရှားလို့အပင်ပုံကိုမပြနိုင်တော့ပါဘူး။လူကိုခိုက်စေတဲ့နောက်ထပ်ကမုန်းတစ်မျိုးကတော့ဗေဒါကမုန်းပင်ဖြစ်ပါတယ်ဗေဒါကမုန်းပင်ကိုလည်းစိုက်ပျိုးသူရှားပါတယ် တဘာဝအဖြစ်ထူးဆန်းတဲ့ကမုံပင်တစ်မျိုးဖြစ်ပါတယ်။အရွက်ရဲ့အဖျားမှာဘူးလေးတွေပါလို့ဘူးကမုံလို့လည်းခေါ်ကြပါတယ်။ထုပ်ဘူးကလေးတွေဟာအဝင်ပေါက်ရှိပြီးတက်ရှိတတဝါတကောင်ဘူးလေးဝင်လာပါကဘူးဝကိုပိတ်ပစ်လိုက်လို့ဝင်သွားတဲ့ပိုးကောင်လေးတွေအပြင်ပြန်ထွက်လို့မရတော့ပဲဘူးထဲမှာတည်သွားရပါတယ်။ထုပ်ဘူးတွေကိုဖောက်ကြည့်မယ်ဆိုရင်ဘူးတဝက်လောက်ထိပိုးကောင်အသေးလေးတွေတွေ့ရတတ်ပါတယ်။ စိုက်ဖူးတဲ့သူရှိခဲ့တော့လေဒုက္ခမျိုးစုံကြုံတွေ့ရလို့မဆိုင်ရကြတော့ပါဘူးထမှန်တင်ပြပေးမှာကတော့အစိတ်ပြင်းတဲ့ကမုန်းပင်တစ်မျိုးအကြောင်းဖြစ်ပါတယ်ဒီအပင်ကိုအိမ်တွေရုံးတွေဟိုတယ်တွေစတဲ့နေရာတော်တော်များများမှာတွေ့ဘူးကြမှာပါနာမီကိုအမျိုးမျိုးခေါ်ကြပေမဲ့အဲ့လာကမုန်းလို့ပဲအခေါ်များပါတယ်တကယ်တော့ဒီအပင်ဟာ အရန်ကို အနည်းရှိတဲ့အပင်ဖြစ်ပါတယ်အထူးသဖြင့်တော့ကလေးတွေအတွက်စိုးရိမ်စရာပါ ထိုကမုန်းပင်ရဲ့အစေးဟာအလွန်အစိတ်ပြင်းပြီး စားမိပါကကလေးများကိုမိနစ်ပိုင်းအတွင်းမှာတေဆုံးစေနိုင်တယ်လို့အရွယ်ရောက်ပြီးလူကြီးဆိုရင်လည်း15မိနစ်အတွင်းမှာတေစေနိုင်လောက်အောင် အစိတ်ပြင်းပါတယ်ထိုအစေးမျက်စိတဲဝင်ရင်လည်းထာဝရမျက်စိကွယ်သွားစေနိုင်ပါတယ်ဒီကမုန်းကတော့လော်ကီယူဆရီနဲ့မဆိုင်ပဲလက်တွေ့ကျတဲ့စူးကျူးပေးနိုင်လို့မဆိုင်တင်ပါဘူးရှင်တီဝလိကမုန်းနဲ့ရွှေလာငွေလာကမုန်းတွေဟာလည်း ပါဇက်သေးဝင်ရင်စူးကျိုးရှိတယ်လို့စေသိပ္ပံပညာကဆိုထားပါဗျ။စေဘဝင်တဲ့ကမုံအကြောင်းကိုလည်းတင်ပြပေးပါဦးမယ်။စေဘဝင်တဲ့ကမုံတစ်မျိုးကတော့မိကွင်းကမုံဖြစ်ပါတယ်။ဝမ်းကိုက်ရင် အရွက်ကိုတုပ်စားရတာဖြစ်ပါတယ်။အရွက်ကိုမပြုတ်ပဲအစိမ့်တုပ်စားရတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်အချိန်များစွာတုပ်စားမှုပြီးပျောက်ကင်းတာကိုလက်တွေ့တွေ့ရပါတယ်စီးကြောက်တဲ့ယောဂါချောင်းဆိုးရင်ကျက်ယောဂါများပျောက်ကင်းစေရုံသာမက ကင်ဆာရောဂါကိုပင်ပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ်။သတိထားစရာက စားလို့ရတဲ့ဂမုံမျိုးအစားကနည်းပါတယ်။ဂမုံဝါဒနာပါသူများအနေနဲ့တွားရောက်လိလာနိုင်မှုအတော်လေးစုံလင်တဲ့နေရာတစ်ခုရှိပါတယ်။ကျွန်တော်တွားရောက်လိလာခဲ့တာကတော့လွန်ခဲ့တဲ့ဆယ်နှစ်ခန့်ကဖြစ်ပါတယ်။နေပြည်တော်ကပြရဆေးဥယျာဉ်ဖြစ်ပါတယ်။နေပြည်တော်မြို့မစင်းကြီးမှာဒီရှိပါတယ်။ ကမုန်းနဲ့ပတ်သက်ပြီးရှ िख ိကရောမျက်မှောက်ခင်မှာပါကျမ်းပြူစုရလောက်အောင်ကျေပြတ်ပါတယ်ကမုန်းကျမ်းများလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ကမုန်းအကြောင်းကိုအကျဉ်းအဖြစ်အတော်အသိပြဆုံးအောင် တင်ပြထားတော့လေလိုအပ်ချက်များရှိအောင်မှာဖြစ်ပါတယ်ကမုန်းစိတ်ဝင်စားသူများအနေနဲ့ဆက်လက်လေ့လာသုတေသနပြုသင့်ပါတယ်ဤတွင်ကမုန်းပင်များအကြောင်း တင်ပြလိုပြီးပါပြီ နောက်လဲဘ ഹു တုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအုပ်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမင်းမြတ်လူတီများအကြံပြုလူတီများလည်း comment မှာရေးပေးသွားပါအောင်နော်ကျေးဇူးတင်ပါတယ် အားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။